ကြောက်တတ်ရင်တော့ကြောက်တတ်တဲ့နေရာရမှာပဲဟုတ်ပြီလားဒီမှာဟုတ်လေပါဦးဆိုရဲကောင်ကဘာလို့မှကြောက်တတ်တဲ့ကောင်မဟုတ်ဘူးဗျရတယ်ရတယ်ဒီမှာပါလို့ကိုယ်ရဲ့ကိစ္စသွားဖြတ်မယ်ဒီမှာကြောက်ကလေကြောက်ရွာတော့ကြုံသက်ကောင်တော့သရေကိုဝင်လေးတဲ့ကောင်မဟုတ်ဘူးဗျရေးပြအိမ်ဘက်မှာဗျအာတချင်းသွားဆူဘူးလေအဲ့ဒီတော့လည်းတော်တော်ထူးဆန်းတာကြီးကြုံရတယ်ကြုံတော်တော်ထူးဆန်းတယ်မြင်ရတာရောဘာရောရှိရဲ့ဗျအဲ့ဒါထူးဆန်းတယ်ဗျတော်တော်ထူးဆန်းတယ်ဗျ အမ်ကျွန်တော်အဲ့ဒီ2017 2023ပတ်ချလေးလောက်ကကျွန်တော်အဲ့လိုကိုဘိုးချစ်အဖွဲ့နဲ့လေဘောလုံးသွားကန်တာတွေပါရအမြဲလို့ဖြစ်တယ်နောက်ပြီးကြတော့မှတခြားဇက်သမင်တွေကခေါ်ပြီးတော့မှတခြင်းဆိုတဲ့ခါတွေမှာလည်းဒီလိုဇက်ဇက်တွေနဲ့ကျွန်တော်လိုက်ဆိုဖြစ်တယ်ဆိုတော့အဲမျက်စိရဲ့မှာမြင်တဲ့အရာလေးတွေရှိပါတယ်ဆိုတော့မြင်တဲ့အရာလေးတွေပုံမှာပဲမူတည်ပြီးတော့စဉ်းစားပြစ်ခဲ့တာပေါ့နော်နောက်အဲ့တော့ကျွန်တော်နဲ့ခင်လေးຫນွယ်နဲ့တခါတော့ရေးပြအိမ်ဘက်မှာဗျအဲတခြင်းသွားဆိုဘူးတယ် အဲ့တော့ကလည်းတော်တော်ထူးဆန်းတာကြီးဂျုံရတယ်ကျွန်တော်တော်တော်ထူးဆန်းတယ်အဲခလင်းတွေလည်းသိရတယ်ကျွန်တော်တော်ထူးဆန်းတာလေးဂျုံရတယ်ကျွန်တော်လည်းအတူလိုက်တဲ့ chapter ဖွဲ့ရကျော်စင်တို့ပါကိုလည်းသိရတယ်တော်တော်ထူးဆန်းတာကြီးဂျုံရတယ်ဆိုတော့တချို့ဟာကြီးကြောက်လည်းကျွန်တော်တို့ကအဲမယုံမယုံလို့မရတဲ့ဟာလေးပေါ့နော်ရှိရပေါ့နော်ဒါပေမဲ့ဒီဇက်ဖန်တီးထားတဲ့အပေါ်မှာကတော့အဲအဲ့လိုမျိုး horror theme တဲ့မှာမှာတခြားပုံစံကွဲထွက်အောင်ပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားကြတယ်အဲတော့အဲ့လိုမျိုးထူးဆန်းနေဗျထူးဆန်းနေစာမြင်ရတာရောဘာရောရှိရဗျထူးဆန်းနေဗျတော်တော်ထူးဆန်းနေဗျ အထင်သားအထက်ထူးဆန်းနေကြအမဟုတ်မဟုတ်မဟုတ်ဒီလိုပဲကြုံကြုံရတဲ့ဟာတွေရှိရလို့ပြောပြတာပါဗျာဒီဇလန်ကကျွန်တော်တို့ဟိုရိုက်ရှင်တဲ့ပုံစံတိုင်း open အဲအဲ့လိုမျိုးတိုက်ထားတာမဟုတ်ဘူးဗျဆိုတော့အဲ့လိုမျိုးထပ်ပြီးတော့နောက်ခုဖန်တီးရတဲ့ခါကျရင်တော့အဲ့လိုမျိုးဖြစ်နိုင်အောင်ကြိုးစားမယ်ဗျာအဲတေချာကဒီကားမှာပါတဲ့လူအကုန်လုံးကကျွန်တော်ကအဲစီဇန်2ထုတ်လုပ်သူအနေနဲ့လောက်ရတာပေါ့နော်လောက်ရတော့ကျွန်တော်ကျွန်တော်ယုံကြည်ရတဲ့လူကျွန်တော်အနိုင်ကျင့်လို့ရတဲ့လူတွေယူရအောင်ဝေးခေါ်တာ အဲသူတို့တွေပဲအိမ်ပေါ်မှာအဓိကတော့ writer ပေါ့နော် writer ကကျွန်တော်ပရီမာတွေကသူလိုချင်တဲ့ပုံစံတွေသူလိုချင်တဲ့ item တွေအဲအကုန်လုံးကိုပေါ့နော်အတေချာလေးကိုအဲတေချာလေးကိုသူလိုအပ်တဲ့ဟာတွေကိုအတားတွေပြောပြထားတဲ့အတွက်အတားတွေအနေနဲ့ကလည်းအဲသူတို့ပြင်ဆင်လာတဲ့အတိုင်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့တည်ဥဆောင်ကြတာပေါ့နော်ဆိုတော့ ်ကျွန်တော်အနေနဲ့ကတော့တေးဥဆောင်တဲ့အချိန်မှာတော့တေးဥဆောင်စိတ်ပဲရှိပါတယ်။ကျန်တဲ့ကျန်တဲ့အချိန်ကတော့ဒါ producer တယောက်အနေနဲ့လုပ်ဆရာရှိရတဲ့အကုန်လိုက်လုပ်တော့ပေါ့။ producer ဆိုတာကလေကျွန်တော် person site လုပ်ထားတဲ့ producer မဟုတ်ပါဘူး။ဒီလုပ်တစ်ခုလုံးကိုထုတ်လုပ်သူအနေနဲ့တာဝန်ယူထားတဲ့အခန်းကဏ္ဍတွေပါ။ဟုတ်ကအစအနေအဆုံးထိပေါ့။